မင်္ဂလာပါခင်ဗျာအခုချိန်ရစပြီး2025ခုနှစ်ဇွန်လ14ရက်နေ့ Radio NUG ရဲ့မနက်ခင်းစရေသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ငရက်နေစခန်းမှာစစ်ကောင်စီတပ်သားများစခန်းစွန့်ကထိုင်းဘက်ထွက်ပြေးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ဇွန်လ12ရက်နေ့ကတဝဲခရိုင်မြန်မာထိုင်းနယ်စပ်ရှိငရက်နေစခန်းကစစ်ကောင်စီတပ်သားတွေဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့တပ်မဟာလီမြိတ် တဝဲခရိုင်အတွင်းမှထံမှသိရပါဗျ။အဆိုပါစကန်းတွင်စစ်ကောင်စီအင်အား20ခန့်သာရှိပြီးစကန်းကမထွက်ခွာပြီးလေကြောင်းနဲ့လာရောက် ပတ်တာမျိုးတွေရှိကအဆိုပါစစ်ကောင်စီတပ်သားတွေဟာထိုင်းဘက်ခြမ်းကိုဝေရောက်သွားကြတယ်လို့လည်းသိရပါဗျ။ငရက်ဒီစခန်းကိုကောလာဖိုတပ်ဖွဲ့ကသွားရောက်ချစ်ကပ်ခဲ့ပြီးစခန်းအတွင်းဝေရောက်ရှင်းလင်းချိန်မှာလက်နက်ကြီးကြီးတချို့တိမ်းဆဲရရှိခဲ့တယ်လို့သိရပါဗျ။ငရက်ဒီစခန်းဟာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စခန်းငယ်တစ်ခုဖြစ်ပြီးနောက်ထပ်စခန်းငယ်တစ်ခုသာကျန်ရှိတော့တယ်လို့သိရပါဗျခင်ဗျာ။မုံပြည်တဲ့အစိုးရရုံးတဲ့ဝန်ကြီးများအင်အားတို့ကိုဒရုန်းများဖြင့်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ မိုးမြင့်တဲ့အစိုးရအဖွဲ့ယုံဝင်ကြီးများအင်အားတို့ကိုဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Saw Dragon Drone Force SDDF ကထုတ်ပြန်ထားပါတယ်။ဇွန်လ12ရက်နေ့ကမော်လမြိုင်မြို့ပေါ်ရှိပြည်내အစိုးရရုံနဲ့ဝန်ကြီးများအင်အားတို့ကိုဒရုန်းများဖြင့်တိုက်ခတ်ခဲ့ရာဥပဒေချုပ်အိမ်ကိုထိမှန်ခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခတ်မှုကို Saw Dragon Drone Force SDDF ရှားထူဝနေပညာတပ်ဖွဲ့ Alpha Best Drone Force Sky Warrior Drone Force နဲ့ဒေသခံမိုးပြည်နယ်ပကပတပ်ဖွဲ့များကပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။ စကိုင်းတက်မှတုံးတုံးမှထွက်လာတဲ့ကျင်းဒီကားရင်နှန်းကိုမိုင်းဆွဲပြက်ခတ်တတ်ခတ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ စကိုင်းတိုင်းတက်မှတ်၃၃ကနေထွက်လာတဲ့ကျင်းဒီက16စီတန်ပြားကကား8စီမိုးကအုတ်6ပိန်းက3စီတို့ကိုမုံရွာမန္တလေးလမ်းမပေါ်မှာမိုင်းဆွဲပစ်ကတ်တိုက်ခတ်ခဲ့တယ်လို့ Brave Heart Army ကထုတ်ပြန်ထားပါတယ်။ဇွန်လ17ရက်နေ့ကအဆိုပါကျင်းဒီရှင်တန်းကိုမုံရွာမန္တလေးလမ်းမပေါ်ကမအူစစ်တပ်ဂိတ်အနီးမှာပရိသာမိုင်းပြောင်း၅ပြောင်းနဲ့တိုက်ခတ်ခဲ့ကလက်နက်ငယ်များဖြင့်ဝိုင်းဝန်းပစ်ကတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခတ်မှုအတွင်းတန်ပြားကတစ်စီးနဲ့ကျင်းဒီတင်က2စီထိုးရက်သွားခဲ့ကစစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့ပြီး2ဦး ဟာယာတို့အကြီးပန်းဖြစ်တယ်လို့သိရပါတယ်ထို့ပြင်တက်ခတ်ခံရပြီးနောက်ဒါရေးကားတစီအင်းစီကားတစီနဲ့တံပြားကားကားတစီတို့ဖြင့်ရွှေတော်ဝင်စစ်ရုံကိုဒဏ်ရာရစစ်ကောင်စီတပ်သားများအားပို့ဆောင်သွားတယ်လို့ပြည်သူများရဲ့သတင်းပေးပို့ချက်အရသိရတယ်လို့ဖော်ပြထားပါတယ်အဆိုပါတက်ခတ်မှုကို Braveheart Army Golden Tiger Force နဲ့ Children Fighter Group တို့ကလက်တွဲညီညီပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ တရက်ချောင်းကိုရှေ့တန်းပြန်တသားများအားပို့ပြီးပြန်လာတဲ့လှင့်နှစ်စီးကိုတက်ခတ်ခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။တနင်္သာရီတိုင်းဒဝယ်မြို့မှာတရက်ချောင်းမြို့ကိုရှေ့တန်းပြန်စစ်ကောင်စီတသားများအားပို့ပြီးပြန်လာတဲ့လှင့်နှစ်စီးကိုဒဝယ်မြစ်တနေရာမှာတက်ခတ်ခဲ့တယ်လို့ဒဝယ်လူငယ်လက်ယုံတပ်ကထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့နေ့လယ်12နာရီမှာအင်အား80ပါစစ်ကောင်စီလှင့်နှစ်စီးကိုစနိုက်ပါအပါအဝင်လက်နက်ငယ်များဖြင့်နှစ်ကြိမ်ပစ်ခတ်တက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား2ဦးသေဆုံးက3ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတက်ခတ်မှု ကိုတဝဲလူငယ်လက်ရုံတက် DYAF နဲ့ KNLA တက်ရင်စက်နဲ့တက်ခွဲတက်တို့ကပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပါလေခင်ဗျာ။ နိုင်ရေကံပြူဟာကောင်းမစစ်ကောင်စီတပ်သားများကို CDF အရှိုဖမ်းဆီးရမည်ဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။နိုင်ရေကံလေချောင်းရံကာကွယ်ရေးတပ်စခန်းပြူဟာကောင်းမစစ်ကောင်စီတပ်သားများကိုအရှိန်ဖမ်းဆီးရမည်ခဲ့တယ်လို့ချင်းကာကွယ်ရေးတပ်အရှို CDF အရှိုကထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့မှာ12ရက်နေ့အတွင်းပြူဟာကုန်းဒီမီတာ1500ပတ်လည်ကနိုင်ရေကံလမ်းဟောင်းကိုဖျက်တောက်တက်ခိုက်ရေးလုံဆောင်နေစဉ်စစ်ကောင်စီတပ်သား23ဦးကိုဖမ်းဆီးရမည်ခဲ့တယ်လို့သိရပါတယ်။ဂါရက်တာနေမေရှင်းလင်းရှာဖွေဖမ်းဆီးမှုအတွင်း MA1 ဂါလက် MA3 င်သူတွေတုံးလက်တဲ့လက်နက်ခဲရတချို့ကိုတင်းစေးရမိခဲ့တယ်လို့သိရပါတယ်။ယခုဖမ်းဆီးခံရတဲ့စစ်တုပ်ပန်းတွေဟာစစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ကော့ဂရိတ်တွင်နိုင်ရဲအိမ်ဒီစစ်ကောင်စီလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပြီးကလေးနှစ်ဦးပါဝင်6ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မှာစစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တာကြောင့်ကလေးနှစ်ဦးပါဝင်တဲ့မိသားစုအပါအဝင်6ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဇွန်လ17ရက်နေ့ညနေ6:00နာရီဝန်းကျင်မှာကျုံတိုးအခြေဆိုင်ခမာယ905တရဲကကျိုင်းတရားတွင်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာကော့ပေါ်ကျေးရွာအထိရှိနိုင်ရဲအိမ်အနီးမှာကြားရောက်ပောက်ကွဲခဲ့တာပါ။အဆိုပါပောက်ကွဲမှုအတွင်း အသက်9နှစ်အရွယ်မအိန္ဒရာမုံ10နှစ်အရွယ်မောင်ဝင်းဝင်းကျော်38နှစ်အရွယ်ဒေါ်တူတူဦးစိန်တောင်းလေးတို့မိသားစုနဲ့45နှစ်အရွယ်ဦးလင်းကုံတို့တည်ဆုံခဲ့တယ်လို့သိရပါဗျ။ညနေ4:35မိနစ်မှာလဲကွန်ကရစ်မြို့နယ်မြောက်ကမရိုက်ကျေးရွာမှာလက်နက်ကြီးကြရောက်ပောက်ကွဲမှုကြောင့်အသက်59နှစ်အရွယ်ဦးမြင့်အောင်စုသူထိမှန်တည်ဆုံခဲ့တယ်လို့မွန် Liberation Army ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ မြောင်မြို့နယ်မှာရဲတက်ကြတအူလက်နက်ခဲရတဲ့တကွာပြည်သူ့ရဲဝင်ခုံလုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။စကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရဲရဲစခန်းမှာရဲတက်ကြတအူလက်နက်ခဲရတဲ့တကွာပြည်သူ့ရဲဝင်ခုံလုံးလာတယ်လို့ရဲမက်ပင်ခေရင်တရဲ30 ADPRA ကထုတ်ပြန်ထားပါတယ်။ဇွန်လ17ရက်နေ့ကရဲတက်ကြတကိုကျော်မင်းဟန်ဟာရဲမက်ပင်ခေရင်တရဲအမှတ်30တက်ခွဲနှစ်ကိုချိတ်ဆက်ပြီးဇနီးနှစ်သားကိုခေါ်ဆောင်ကပတ်ပြောင်းခုံလုံးလာတာလို့ဆိုပါတယ်။၎င်းရဲတက်ကြတဟာ MA13 BA94 တက်တက်လက် ကိုမမကြီး30 30တောင်းတဲ့ကြေပေါက်တို့ကိုယူလာခဲ့တာကြောင့်ထိုက်တဲ့တဲ့စုကြေးကိုချိမိနိုင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာနကိုတင်ပြထားတယ်လို့သိရပါတယ်။အလဲဝယ် CDM ရဲစနစ်မောင်တွေကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီး၎င်းတို့စံတာအတိုင်းဆက်လက်ကူညီပို့ဆောင်သွားပေးမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်တုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက်မင်းဆက်သွင်းတဲ့ခါရှက်တို့ကဖိတ်ပို့ထားတာဖြစ်ပါတယ်။ကျွန်တော်တွေဦးပို့ပါခင်ဗျာ။